ဇလန်းလေးကတော့ဘီအင်ပီနယ်တဲကနယ်စပ်ရွာတွေတစ်ခုမှာဖြစ်ပွားခဲ့တဲ့ကြောင်းမက်ဖွယ်နယ်ယူတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒီလိုပရလောကဖြစ်ရဆန်းတွေတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာဘီအင်ပီနယ်ကနယ်စပ်ရွာလေးတစ်ရွာမှာမောင်မျိုးဆိုတဲ့လူငယ်လေးတစ်ယောက်ကသူစူဆောင်းထားတဲ့ငွေလေးနဲ့မြေကွက်တစ်ကွက်ဝယ်ထားပါတယ်မောင်မျိုးကမျိုးပေါ်မှာဝန်ထမ်းလုပ်ရတာညီငွေလာလို့ အခုလိုကိုပိုင်စိုက်ပျိုးရေးလေးလုပ်ဖို့အကြံရလာတာပဲဖြစ်ပါတယ်။အဲ့ဒီရွာမှာထူးခြားတဲ့အယူတစ်ခုလည်းရှိပါတယ်။အဲ့ဒါကတော့အခုမောင်မျိုးဝယ်ထားတဲ့မြေခွက်ရဲ့အနီးတစ်ဝိုက်မှာအရင်ကနတ်ရုပ်ထုကြီးရှိပြီးတော့ရွာနီးချုံဆက်ကလူတွေကို စားလိရှိတယ်လို့လူတွေကလက်ခံထားကြပါတယ်။ဒါပေမဲ့အယူမသိတဲ့မောင်မျိုးကတော့အခုလိုဈေးပေါ်ပေါ်နဲ့ရခဲ့တဲ့မြေခွက်လေးမှာတူနေဖို့အိမ်လေးတစ်လုံးကိုပါစောက်ထားလိုက်ပါတယ်။ ။အိမ်တော်ဖီးကချန်ထဲမှာတော့အမျိုးအစားစုံလင်လာတဲ့ပြီးပင်စားပင်စိုက်ခင်းကြီးတစ်ခုကို မောင်မျိုးကသူ့စိတ်တိုင်းကျပြင်ဆင်နေပါတော့တယ်။ဒီလိုနဲ့မောင်မျိုးတယောက်အေးအေးဆေးဆေးချန်ဆိုင်ရင်းနေလာခဲ့တာအဲ့ဒီနေရာလေးမှာတစ်နှစ်ကျော်လောက်ရှိလာခဲ့ပါပြီ။ဒီလိုနဲ့တစ်နှစ်မှာတော့မမျိုးလင့်ထားတဲ့ကံချမာစိုးကြီးတစ်ခုကိုမောင်မျိုးရှာတွေ့သွားခဲ့ပါတယ်။အဲ့ဒါကတော့ခြံထဲမှာမြေတူးရင်းနဲ့သူ့ရဲ့ပေါက်ပြားကမာကျောတဲ့အရာတစ်ခုကိုခုံမိလိုက်တာကိုတတိထားမိခဲ့ပါတယ်။ ။ဒါနဲ့ပဲဆက်တူးကြည့်လိုက်တော့ရှေးဟောင်းအယုတ်တစ်ခုကိုတွေ့သွားခဲ့ပါတယ်။ယုတ်တူးကိုကြည့်ရတာကတော့ထိုင်းဘက်ကရိုးရနယုတ်တစ်ခုပုံစံပေါက်ပြီးပါဇက်မှလည်းအစွဲတွေနဲ့ခြောက်နေတဲ့သွေးစားတွေကိုပါတွေးလိုက်ရပါတော့တယ်။ဒါနဲ့ပဲမောင်မျိုးလေးချက်သိမ်းထသွားပြီးတော့မကောင်းကြောင်းပို့ဆိုတဲ့စကားပုံလိုပဲအဲ့ဒီနယုတ်ကိုဖုန်ကြီးချောင်းကိုသွားပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မောင်မျိုးတယောက်အဲ့ဒီနယုတ်ကြီးကိုကင်ပြီးကြောင်းလေးဝင်လာတာကိုမြင်တော့ အဲ့ဒီចောင်းကဥစင်းနဲ့ចောင်းသားတွေကလည်းအတော်လေးကိုထိမ့်လန့်ကုန်ကြပါတော့တယ်တကားကြီးဒါကြီးကိုဘဲခါတက်လာတာလဲဒုက္ခရေတို့ရောက်ကုန်တော့မှာပဲចောင်းသားလေးဇရာတော်ကိုခုချက်ချင်းတွားလျှောက်လိုက်စမ်းအနောက်မှာတော့ចောင်းကဥစင်းတွေကမောင်မျိုးလက်ထဲကနတ်ရုပ်ကိုအခေါင်းကြီးတစ်ခုတည်းကိုထည့်ပြီးအလုံးပိတ်ပြစ်လိုက်ကြပါတယ်ဇရာတော်ရောက်လာတဲ့ချိန်မှာတော့အဲ့ဒီအခေါင်းကိုပိရိတ်ချီတွေနဲ့ပတ်ပြီးအနည်းငယ်ပိရိတ်တွေရုတ်ဖက်ကြပါတော့တယ် ဒါကိုဘေးကကြည့်နေတဲ့မောင်မျိုးလဲအံအားတင့်နေတယ်လို့ကြောက်စိတ်တွေလဲဝင်လာခဲ့ပါတယ်။အဲ့ချိန်မှာပဲရုတ်တရက်အခေါင်းကြီးကလှုပ်ခါသွားပြီးဆရာတော်တွေကလည်းပိတ်ကိုအတန်ခက်ကြက်ကြဲနဲ့ဆက်ပြီးတော့ညွနေကြပါတော့တယ်။ဒီလိုနဲ့ခဏကြာမှာတော့ခုနကလှုပ်ခါနေတဲ့အခေါင်းကြီးလဲငြိမ်သက်သွားပါတော့တယ်။တကားလေးဒီနဲ့ရုတ်ကအင်မတန်ကြောက်ဖို့ကောင်းတာကွယ်။ဒီနယ်တဲ့ကြောမှာသူ့စားခဲ့တဲ့တားကောင်ဒီမနေတော့ဘူး။ဒီနဘလူးယောက်ကြီးကို ီမှာပဲထားလို့ရမလားအရှင်ခရာဒီရုပ်ထုကသာသနာနေမြင့်နဲ့ဘလို့မှမအပ်စပါဘူးတကားလေဒီလိုဖုံးဖို့လို့ဒီညပဲရုပ်ထုကိုခတ်ဝဲဝဲမှမြေပြန်မြုပ်ပေးရမယ်ဒါပေမဲ့အဲ့လိုမလုခင်ဒီလိုအန်ဒီယခင်ပိတ်ဟိကလီနဲ့ဒီအယုတ်ကြီးကိုထိန်းထားရမှာကွယ်တော်တော်အန်ဒီယများပါတယ်တကားလေးရေဆရာတော်ကအဲ့လိုပြောပြီးမောင်မျိုးကိုအန်ဒီယကင်းအဆောင်လေးပေးလိုက်ပါတယ်နောက်ပြီးရတနာသုံးပါးကိုမမေ့ဖို့နဲ့ ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေကိုအမြဝေမေတ္တာပို့ပေးဖို့ကိုလည်းမှာလိုက်ပါတယ်။ဒီလိုနဲ့မောင်မျိုးတရားကိုစိတ်ညစ်ညစ်နဲ့အိမ်ပြန်ရောက်မှာတော့သူမြင်ခဲ့ရတဲ့နတ်ယောက်ကြီးကိုတွေ့ရင်ကြက်သိန်းတွေထလာပါတော့တယ်။ဒီလိုနဲ့ကြောက်စရာကောင်းတဲ့ခွေးဥတံတွေကိုကြားလိုက်ရတော့မောင်မျိုးလည်းအပြင်ဘက်ကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ထမ်းမင်အရွယ်စားလောက်ရှိတဲ့ဘလူးကြီးကတခုခုကို လိုက်ရှာနေတာကိုမြင်လိုက်ရပါတော့တယ်။ဒါနဲ့မောင်မျိုးလည်းမလုပ်ရမှန်းမသိတော့ပဲ ကြောက်ကြောက်နဲ့ပဲပုံနေခဲ့ရပါတယ်။မနဲ့ရောက်တာနဲ့ချက်ချင်းပဲဖုန်ကြီးเจ้าကိုအပြေးသွားပြီးဆရာတော်ကိုရှောက်ဖို့လုပ်ပေမဲ့မနေ့ညကပဲဆရာတော်ပြန်လွန်တော်မူသွားပြီဆိုတာကိုသိလိုက်ရပါတော့တယ်။အဲ့ဒီညကဆရာတော်ကလည်းအချားရွာကဖုန်ကြီးတွေကိုပါပင့်ပြီးနတ်ယုတ်ကြီးကိုနှိမ်နင်းဖို့အရေးပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာမမျောနေမဲကြောက်စရာအေးရမဘလူးကြီးတစ်ကောင်နဲ့ပတ်ပင်းတိုးပြီးတော့အဲ့ဒီနေရာမှာတင်ဆရာတော်ပြန်လွန်တော်မူခဲ့ရပါတယ်။ ဆရာတော်ကမာသွားတယ်။အဲ့ဒီနတ်ယုတ်ကြီးကအကိုစီကိုလေးလာလိမ့်မယ်လို့ပြောတယ်ဗျ။နောက်ပြီးဟိုဘက်ရွာက အထက်လန်းဆရာတယောက်ခေါ်ထားတယ်ပြောတယ်။အကိုလည်းသတိထားအောင်ဒီစကားကိုကြားလိုက်ရတော့မောင်မျိုးလည်းအတော်လေးစိတ်သက်ကြသွားခဲ့ပါတယ်။သူ့အနေနဲ့ဟိုဘက်ရွာကအထက်လန်းဆရာမလာခင်အထိကိုကိုကိုမြူးဆိုင်နေရတော့မှလည်းဖြစ်ပါတယ်။အဲ့ညမှာတော့နတ်ဘလူးကြီးကမောင်မျိုးရဲ့အိမ်စီကိုဆိုက်ဆိုက်ညံ့ညံ့ရောက်လာခဲ့ပါပြီ။မောင်မျိုးလည်းပရင်ပေါက်ကနေကြောက်ကြောက်နဲ့လှမ်းကြည့်ရင်း ရုံးကနေဆိုပြီးဘလူးကြီးပေါ်လာတယ်။အဲ့မှာမောင်မျိုးလည်းအိမ်ထဲကနေနောက်ဘေးခြံထဲကိုဖနှောင်းနဲ့တင်ပါတသားသေးကြောင်ထွက်ပြေးပြေးပါတော့တယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ခလုတ်တိုက်ပြီးလဲကျသွားခဲ့ပြီးဘလူးကြီးရဲ့လက်ထဲမှာမောင်မျိုးတယောက်အသက်ပြောက်သွားခဲ့ရပါတယ်။ဒီလိုနဲ့မနဲ့ရောက်တော့ဟိုဘက်ရွာကထက်လန်းဆရာနဲ့ဦးစင်းတွေကမောင်မျိုးကိုအိမ်လာခေါ်ကြပါတယ်။ဒါပေမဲ့သူတို့တွေတွေးလိုက်ရတာကတော့နောက်ဘေးခြံထဲမှာအသက်ပြောက်နေတဲ့မောင်မျိုးရဲ့အလောင်းပဲဖြစ်ပါတယ်။ ဲမှာထူးခြားတာတစ်ခုကတော့ဘုံကြီးเจ้าထဲမှာထားတဲ့နေရုပ်ကမောင်မျိုးရဲ့ခန္ဓာကိုယ်ပေါ်မှာသွေးစားတွေနဲ့တင်နေတာကိုတွေးလိုက်ရပါတယ်။ဒီရုပ်တို့ကိုကျွန်တော်ယူသွားပြီးဖြက်စီးပစ်လိုက်မယ်။နုမဟုတ်ဒီထက်ဆိုးတဲ့အနီရီကြလာလိမ့်မယ်။အထက်လန်းဆရာကအဲ့လိုပြောပြီးတော့နေရုပ်ကြီးကိုတည်သွားခဲ့ပါတယ်။အဲ့ချိန်ကစားပြီးနဗလူဖန်ဆားတဲ့အကြောင်းလဲအဲ့ဒီဒေတာမှာပျောက်ွယ်သွားပါတော့တယ်။အဆုံးထိကြည့်ပေးခဲ့တဲ့ပရိသတ်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ခုလိုပဲစိတ်ဝင်စားဖို့ကောင်းတဲ့ ကျောက်စီရကောင်းတဲ့အကြောင်းအရာလေးများကိုစီစဉ်တင်ဆက်ပေးအောင်မှာမလို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးခင်ဗျ။အကြောင်းဒီမှာနောက်ထပ်အစီအစဉ်ကောင်းတွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျ။